မင်္ဂလာပါရှင်ခေတ္တသတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးလျက်ရှိပါတယ်။ငလင်ဘေးတိမြန်မာပြည်သူများအတွက်နိုင်ငံတကာကပေးပို့သောအရေးပေါ်ရိတ်ခါစေဝါအပါအဝင်ဂူကြီးကယ်ဆယ်ရေးပစ္စည်းများကိုစစ်ကောင်စီကဖြန့်ဝေခြင်းမရှိဘဲနေပြည်တော်တွင်စုပုံထားတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ စကိုင်းငလင်ကြီးကြောင့်အထီးဒုက္ခရောက်နေသည့်မြန်မာပြည်သူများအတွက်နိုင်ငံတကာကပေးပို့သောအရေးပေါ်ကယ်ဆယ်ရေးရိတ်ခါစေဝါအပါအဝင်အကူအညီပစ္စည်းများကိုအကြမ်းဖက်စစ်ကောင်စီကဖြန့်ဝေခြင်းမရှိဘဲနေပြည်တော်တွင်စုပုံထားရှိကြောင်းငလင်ဘေးကူညီရေးစစ်ကောင်စီနှင့်တွဲပတ်လုပ်ကိုင်နေရသောပြည်တွင်းအကူအညီပေးရေးသမားတို့ကပြောဆိုပါသည် မလ28ရက်နေ့လှုပ်ခတ်ခဲ့တဲ့စကိုင်းကလေးကြီးကြောင့်နေအိမ်များပျက်စီးခဲ့ပြီးလူထိခိုက်ဒေဆုံးမှုများကြုံတွေ့ခဲ့ရသောမြန်မာပြည်သူများအတွက်နိုင်ငံတကာကအရေးပေါ်ခဲ့စေရင်စားနပ်ရိက္ခာနဲ့စေဝါအကူအညီများဇက်တိုက် ပေးဖို့လည်းရှိကြောင်းတို့ရတွင်စစ်ကောင်စီကအဆိုပါအကူအညီရေးနဲ့ကဲဆဲရေးပစ္စည်းများကိုပြည်သူများထံသို့ဖြန့်ဝေခြင်းမပြုဘဲအများစုကိုနေပြည်တော်တွင်စုပုံထားရှိကြောင်းသိရှိရပါသည် နိုင်ငံတကာပေးပို့နေတဲ့တန်နဲ့ချီတဲ့ကယ်ဆယ်ရေးပစ္စည်းတွေကိုငလင်ပေးတင်ပြည်သူတွေကိုမဖြန့်ဝေဘဲနေပြည်တော်မှာစုပုံထားပါတယ်။နေပြည်တော်ကဝင်ကြီးဌာနရုံးရှိကွင်းပြင်တွင်နဲ့တချို့ကိုအားကစားကွင်းမှာလဲထားပါတယ်ရုံးဆိုတာကနေပြည်တော်ကောင်စီနဲ့လူကယ်ပြန်ဌာနရုံးတွေမှာပါ၄စိတ်မှာကတော့ရက်ပိုင်းလောက်ပဲထားပြီးရုံးတွေဘက်နဲ့အားကစားကွင်းတွေဘက်ကိုပစ္စည်းတွေရွှေ့ပါတယ်ဟုစစ်ကောင်စီနဲ့တွဲဖက်လုပ်ကင်နေရသော ပုဂ္ဂလိကစေတနာဝန်ထမ်းကိစ္စရေးသမားကရှင်းပြပါတယ် စစ်ကောင်စီကငလင်ပေးကူညီရေးအတွက်လောက်ကန်လူသူများအားလုံးခွင့်ပြုချက်ဖြင့်လောက်ကန်ရန်အမိန့်ထုတ်ထားပြီးခွင့်ပြုချက်မရှိလျင်မြေတီကူညီကယ်ဆယ်ရေးကိုမှလုပ်ခွင့်မရှိကြောင်းတားမြစ်ကန့်သက်ထားသဖြင့်ကူညီရေးအဖွဲ့အားလုံးမှစစ်ကောင်စီထံတွင် အကြောင်းကြားခွင့်ပြုချက်ရယူလောက်ကန်နေရပါသည်။ နိုင်ငံတကာပေးပို့သည့်အရေးပေါ်ဂူကြီးကယ်ဆယ်ရေးပစ္စည်းများမှာအချိန်မီဖြန့်ဝေခြင်းမပြုလျက်လေလွင့်ပျက်စီးနိုင်သောရေတိုအသုံးပြုရသည့်ပစ္စည်းများပါဝင်ကြောင်းဥပမာအားဖြင့်ဆေးဝါးနှင့်ရိတ်ခါများသည့်ရေတိုချက်ချင်းအသုံးပြုရမည့်ပစ္စည်းများပါဝင်ပြီးကယ်ဆယ်ရေးပစ္စည်းများကိုတာလဘက်ဖြင့်အုပ်ကစုပုံထားခြင်းမှမဖြစ်တဲ့ကြောင်း၎င်းကရှင်းပြပါသည် ပစ္စည်းတွေလေလွင့်ပစ္စည်းကုန်မှာစိုးရိမ်ပါတယ်ပစ္စည်းတွေကိုဒုက္ခရောက်နေတဲ့သူတွေစီအမြဲဆုံးပို့စေချင်ပါတယ်ဒီနေ့စည်းရင်အကြောင်းသူတို့စီမှာကယ်ဆယ်ရေးပစ္စည်းတန်3000ကျော်ရှိနေတာသူတို့ကိုယ်တိုင်လည်းမစီမံနိုင်ပါဘူးအဲ့ပစ္စည်းတွေမှာတချို့ဆိုရင်လေဝေရာကနေပြီးတော့အတွင်းမှာပဲဝေရာငလင်ဘေးတင်မန္တလေးနဲ့စကိုင်းကိုမရောက်ပါဘူးပြင်မနာထဲမှာတောင်ကယ်ဆယ်ရေးစခန်းစနစ်တကျစီမံဆောင်ရွက်တာမျိုးမရှိပါဘူးမန္တလေးမြို့ပေါ်လည်းမရောက်ပါဘူး အခုငလင်ဖြစ်တာသုံးဘက်ကျော်ပြီးနိုင်ငံတကာကပေးတဲ့ပစ္စည်းတွေမှာအစားအသောက်ဆေးဝါးတွေပါပါတယ်တက်တန်းကုံဆုံးရရှိတဲ့ပစ္စည်းတွေပါသလိုစနစ်တကျထိမ့်သိမ်းထားရမယ့်ပစ္စည်းတွေပါပါတယ်ဒါတွေကလက်ရှိစကားဆာရဲ့လက်အောက်အဖွဲ့အစည်းတွေစီမံခန့်ခွဲမှုနဲ့အလေးလွင့်ဖြစ်အကူအညီတွေကို တခြားနေရာတွေမှာအလွဲသုံးတာတွေအများကြီးဖြစ်လာနေတယ်ဟု၎င်းကဆိုပါတယ်မြန်မာနိုင်ငံတွင်၂008ခုနှစ်နာဂစ်ဆိုင်ကလုံးမုန်တိုင်းဖြစ်ပွားခြင်းကလည်းနိုင်ငံတကာကပေးပို့သောကိစ္စရေးပစ္စည်းများကိုအချိန်မီဖြန့်ဝေခြင်းမပြုဘဲလူခဲ့ပြဲဦးစီးဌာန၏ဂိုဒေါင်ထဲတွင်စုပုံထားခဲ့သည့်ဥပမာများရှိကြောင်း၎င်းကဆိုပါတယ် နာဂိတုံတွေကမသုံးမဲထားတဲ့ကဲဆေးပစ္စည်းတွေလူကယ်ပြန်တိုးလောက်ယုံထဲမှာပဲစုပုံထားခဲ့တယ်လို့မျိုးအခုငလင်းပေးအတွက်ပေးတဲ့ပစ္စည်းတွေကိုလည်းမထောက်ပံ့ပဲထားနေတယ်ပြီးတော့စစ်တပ်ခွင့်ပြုချက်ရမှာထောက်ပံ့မှုလုပ်ရတာမို့ဘေးသင့်သူအလုံးတပင်းညီရဖို့မသေးကြပါဘူးနိုင်ငံတကာကလည်းကဲဆေးပစ္စည်းတွေပျက်စီးသွားလာဒုက္ခရောက်နေသူတွေတကယ်ရလားဘယ်အဖွဲ့ကမှလိုက်မစစ်ဆေးနေကြပါဘူး လူသားချင်းစာနာမှုနဲ့ယင်းနှစ်ချစ်ချင်မှုကိုပြဖို့နှောင်ကျိုးမဲ့ပေးတဲ့အကူအညီတွေပါဒါပေမဲ့လူသားချင်းစာနာမှုအကူအညီပေးတဲ့အခါမှာအလူရှင်တွေဖြစ်တဲ့သူတို့နိုင်ငံသူနိုင်ငံသားတွေရဲ့အခွန်ငွေတွေငလင်ဒုက္ခတွေအတွက်တာဝန်ယူမှုတာဝန်ခံမှုရှိရမှာဖြစ်ပါတယ်အခုကစာကားစာလက်ထဲအားလုံးပုံအပ်တာကညနေလွဲခဲပြစ်ဆိုသလိုဖြစ်နေတယ်ဟု၎င်းကဆက်လက်ရှင်းပြပါတယ် ငလင်ဘေးသင့်ပြည်သူများကိုအကူအညီကယ်ဆယ်ရေးများကိုစောင့်ကြည့်မြင့်နိုင်ငံတကာပါဝင်သောစောင့်ကြည့်ရေးအဖွဲ့အစည်းကြီးတစ်ခုလိုရဲ့ကြောင့်ငလင်ဘေးသင့်ပြည်သူများအတွက်ကူညီရေးမှာတခဏတာမဟုတ်ဘဲရေရှည်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်းထို့ကြောင့်စောင့်ကြည့်ရန်နေရာမဖြစ်မနေလိုရဲ့ကြောင်းလည်း၎င်းကဆိုပါတယ် နေပြည်တော်ထဲကဝန်ထမ်းတွေတောင်ကေဆေးရေးတဲမရှိလို့လမ်းဘေးမှာဆောင်းကာတလဘောကာအိပ်ပြီးတော့တဘောလင်ကာပြီးတော့နေကြရတာပါသူတို့နေရာချပေးတဲ့ကစားခွင်နေရာရင်းနဲ့ရုံးတချို့အနားမှာလည်းပစ္စည်းတွေအကုန်ထားခဲ့ပြီးမသွားနေနိုင်ကြဘူးကိုလည်းမပေးသူများလည်းမရစေချင်တဲ့စစ်တပ်ကယုံကြည်စိတ်ချရပါမလားနိုင်ငံတကာအနေနဲ့ဘလို့ဆောင်မဲ့ နိုင်ငံတကာအနေနဲ့ဘလို့ဆက်လက်လုပ်တယ်မှာတည်းသူတို့ဝန်ထမ်းတွေအတွက်တောင်းစနစ်တကျမစီမံနိုင်တာတိုင်းလေးခုပြည်နယ်တစ်ခုကဒုက္ခသည်တွေကိုဘလို့စီမံနိုင်မှာလဲကိုလဲမပေးသူများလဲမရစေခြင်းနဲ့စစ်တပ်ကယုံကြည်စိတ်ချရပါမလားနိုင်ငံတကာအနေနဲ့ဘလို့ဆက်လုပ်တင်တယ်လဲအလူရှင်နေနဲ့နိုင်ငံတကာကသူတို့လူထားတဲ့ပစ္စည်းတွေကိုအမှန်တကယ်ဖြန့်ဖြူးပေးလားဘယ်သူတွေကိုဘယ်နေရာမှာပေးလိုက်လဲဆိုတာစောင့်ကြည့်အကဲဖြတ်စနစ်ထားဖို့လိုပါတယ် စကားစထိမ့်ချုပ်ဒေတာတွေမှာတကယ်ဒုက္ခရောက်ပြီးသူတို့စီကဘာကူညီမှမရတဲ့သူတွေအနေနဲ့တရင်ဖို့တိုင်ကြားနိုင်တဲ့ရန်ရရတွေအစီအစဉ်တွေလုပ်ဖို့လိုပါတယ်ဟု၎င်းကရှင်းပြပါတယ်။ လက်ရှိချိန်ထိစစ်ကောင်စီရဲ့ထုတ်ပြန်ချက်အရငလင်ဘေးကူညီကယ်ဆယ်ရေးအတွက်နိုင်ငံတကာလူသားချင်းစာနာမှုအကူအညီတန့်ချိန်3800ကျော်ရောက်ရှိလာကြောင်းတရုတ်နိုင်ငံကကား23စီးအိန္ဒိယနိုင်ငံကသင်္ဘော5စီးနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံကသင်္ဘော2စီးတို့ရောက်ရှိခဲ့ကြောင်းထောက်ပံ့ပစ္စည်း2500 14ဒသမ6တန်နဲ့ကယ်ဆယ်ရေးပစ္စည်း1169ဒသမ1နှစ်တန်စုစုပေါင်း3800 17.9တန်ရောက်ရှိကြောင်းသိရပါတယ်။ဆက်လက်တင်ဆက်ပေးမယ့်သတင်းအကြောင်းကတော့စကိုင်းငလင်တန်းကြောင့်အိမ်ပြူသူရောအိမ်ပျက်စီးသူအလုံးမီတာကဘေးရမီဟုစစ်ကောင်စီအမိန့်ထုတ်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အကြမ်းဖက်စစ်ကောင်စီကစကိုင်းငလင်တန်းခန်းစားခဲ့ရသည့်ဒေတာများမှပြည်သူများမီတာကဘေးဆောင်ရဲ့အထက်အတမှကောက်ခံနေကြောင်းဒေတာပြည်သူများက ပြောဆိုပါရယ်စကိုင်းငလင်ကြောင့်နေပျက်စီးမှုမရှိလျင်၃ဆွဲသည့်၄၀မီတာယူနစ်ဖက်ရှုနိုင်သော ပြည်သူများအနေဖြင့်မလအတွက်မီတာဘေးရရှိပါကဘေးပေါ်တွင်ပါရှိသည့်နောက်ဆုံးပေးဆောင်ရမည့်ရဆွဲတိုင်းပေးဆောင်ရမည်ဖြစ်ကြောင်းသိရပါရယ်နေပျက်စီးမှုရှိသောပြည်သူများအနေဖြင့်မေလတရမဆ၍ရခင်၃ဆွဲထားသည့်မီတာယူနစ်များအတိုင်းအေဘီလာနှင့်မလအတွက်နှစ်လတာကြာတဲ့ငွေကိုတွက်ချက်၍မီတာကပေးဆောင်ရမည်နောက်ဆုံးရက်များတွင်ပေးဆောင်ရမည်ဖြစ်ကြောင်းသိရပါရယ် ။ထို့ပြင်အကြမ်းဖက်စစ်တပ်၏လျှက်စစ်ရုံများကနေရှိမီတာဖက်မရအောင်ပျက်စီးသွားပါကသက်ဆိုင်သက်ဆိုင်ရာလျှက်စစ်မန်နေဂျာများကိုဆက်သွယ်ရမည်ဟုသိရှိထားပါတယ်။ပြည်သူတွေဒီလောက်ဒုက္ခရောက်နေတာကိုမီတာဆောင်မှုဆိုပြီးလိုက်ပြောနေတယ်။စစ်ခွေးခဲအုပ်ချုပ်ရေးမှူးကလည်းရက်ွက်တီမှလိုက်ပြောနေတာရှိတယ်ပြည်သူတွေပေါ်တော်တော် မြင့်တာထားတဲ့ကောင်းတွေပဲဟုဒေသခံပြည်သူတို့ကပြောဆိုကြောင်းသိရှိရပါတယ် ယနေ့မြမ21ရက်နေ့မန္တလေးတိုင်းမန္တလေးမြို့အနီးကိုပဟိုပြု၍ပြင်းအား၄.၆အဆင့်ရှိငလင်လှုပ်ခတ်သွားခဲ့ရာမန္တလေးအမရပူရာသခိုင်းမြို့နှင့်ပြည်ဦးလင်မြို့များတွင်တိသာစွာခန်းစားရကြောင်းဒေသပြည်သူများ၏ပြောဆိုချက်နှင့်မိုးလေဝသဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ထုတ်ပြန်ချက်အရသိရှိရပါသည်။ယနေ့ AB လ18ရက်နေ့မွန်လွေတနအီ2မိနစ်အချိန်မန္တလေးမြို့ပသိမ်ကြီးမြို့တောင်အနောက်တောင်ဘက်2မိုင်အကွာအနက် 17ကီလိုမီတာကိုဗဟိုပြု၍၄ .6 အဆင့်ရှိငလင်းလှုပ်ခတ်သွားခဲ့ကြောင်းအဆိုပါငလင်းကြောင်းမန္တလေးမြို့တွင်အလွန်သိသာစွာခန်းဆားရပြီးပြည်သူများအထိတ်တလန့်ဖြစ်ကြကြောင်းသိရှိရပါသည်။ငလင်းကအတော်ကိုသိသာတာဝုန်းကနေကိုလှုပ်တာအချိန်တော့အရန်မကြာလို့အချိန်ကြာရင် ပြိုစဲတိုက်တေတောင်ပြိုနိုင်နေချမ်းနေဟုမန္တလေးမြို့ကန်တအူကဆိုပါတယ်။ အလားတူအမရပူရမြို့နယ်စကိုင်းမြို့နယ်ပြင်းဦးလင်မြို့တို့တွင်လည်းယနေ့မွန်လွဲပိုင်းလှုပ်ခတ်သွားသောငလင်ကိုတိသာစွာခန်းစားသိရှိရကြောင်းဒေသပြည်သူများကပြောဆိုကြပါရယ်စကိုင်းမှာလည်းအတော်ကြီးကိုခန်းစားရတဲ့အိမ်တွေတစ်ချက်တော့ရိမ့်ထိုးသွားတာဟုစကိုင်းမြို့ဇေယျကွက်တဲ့ရက်ကွက်မှာပြည်သူတို့ကပြောပါရယ် မလ28ရက်နေ့ပြင်အား9တက်သမ9အဆင့်ရှိငလင်ကြီးလှုပ်ခဲ့ပြီးနောက်နောက်ဆက်တွဲငလင်များဇက်တိုက်လှုပ်ခဲ့နေရာယနေ့ AB လ18ရက်ထိငလင်လှုပ်ခဲ့မှုပေါင်းအကျဉ်းချီ140ရှိလာပြီဖြစ်ကြောင်းမိုးလီဝဒနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကသတင်းထုတ်ပြန်ကြောင်းသိရှိရပါသည်ဆလတ်တင်ဆက်ပေးမယ့်တရင်ကြောင်းကတော့မြမရိုးရနှစ်တစ်ကိုနှစ်ဆန်းတရနေ့စစ်ကောင်စီတပ်ကမိုးကုံမြို့နယ်အတွင်းသို့လေရင်ဖြင့်ဘုံကျဲချတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။ မြန်မာရိုးရာနေတစ်ကူ23ရက်နေ့စစ်ကောင်စီတပ်ကမိုးကုံမြို့နယ်အတွင်းသို့လေရင်ဖြင့်ဘုံကျဲချသွားကြောင်း TNLA ထုတ်ပြန်ချက်နဲ့ဒေတာပြည်သူများ၏ပြောဆိုချက်အရသိရှိရပါသည်ယနေ့နေ့တစ်ကူ23ရက်နေ့အေဘီလ18ရက်နေ့မနက်10:00နာရီချင်း TNLA သိမ်းပိုက်ထားသောမိုးကုံမြို့အရှိပိုင်းကဆုတ်ကျေးရွာကိုစစ်ကောင်စီတပ်ကဂျက်ဖိုက်တာဖြင့်ဘုံတလုံးလာရောက်ကျဲချသွားပြီးထိခိုက်မှုအခြေအနေကိုဆက်လက်တရင်ထုတ်ပြန်ပြီးဖြစ်ကြောင်း TNLA ကဆိုပါတယ် ဘုံကျဲသွားတာကမိုးကုတ်အရှိပိုင်းမဆိုးရင်ကြောင်းတိုင်နာပါလေကြောင်းတိုက်ခိုက်မှုနှစ်ကြိမ်လှုပ်သွားတယ်ကစုပ်အနီးကိုကျဲတယ်မဆိုးရင်ကြောင်းတိုင်နဲ့နန်းရွယ်အကြားရွှေလိပ်ပြာအောက်တကြောဘက်ကိုလည်းကျဲသွားတယ်ဟုမိုးကုတ်ဒေသခံကပြောပါတယ် စစ်ကောင်စီတပ်ကအေဗီလာ၂ရက်နေမှာအေဗီလာ၂၂ရက်နေ့အထိရဲပေါင်း20ကြာအပြစ်ခတ်ရက်စဲခဲ့တော်လဲ TNL အုပ်ချုပ်သောမြို့နယ်များသို့စစ်ရင်အားဖြစ်တင်ခြင်းဒုစစ်ဆင်ခြင်းနဲ့တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်နေရာများကို လေကြောင်းဖြင့်ဗုံးကျဲခြင်းများလှုပ်ဆောင်နေကြောင်း TNL ရဲ့သတင်းထုတ်ပြန်ချက်အရသိရှိရပါသည်